ရလာမင်္ဂလာပါအာကျွန်တော်စီမလာလာမေးတဲ့မေးခွန်းနေပေါ့နော်အများကြီးပဲဗာရီလဲဆိုတော့ကျွန်တော်တို့မျိုးစုံမဲ့ဘယ်အနေဘယ်လိုစပြီးပြန်ဖြေပေးရမှာလဲမသိဘူးပေါ့နော်โอเคအဲ့တော့အရင်ဦးဆုံးကျွန်တော်တို့ဒီလူသစ်တွေအတွက်ကိုစပြီးတော့ဖြေပေးပါမယ်လူသစ်တွေအတွက်ကျွန်တော်တို့မေးထားတဲ့ဒီ CI စာအုပ်တွေဘယ်တော့လောက်လောက်ရမလဲပေါ့နော်မြန်မာပြည်ပြန်စရာရှိလို့စာအုပ်မရှိလို့အလုပ်ပြောင်းခြင်းလို့စာအုပ်ရမှာအလုပ်ရမှာမလို့ဆိုတဲ့သူတွေပေါ့နော် ဟုတ်ကဲ့ကျွန်တော်ခမန်းချီနဲ့တိသားတလောက်လေးပြောရမယ်ဆိုလို့ရှိရင်တော့ဒီ2025ခုနှစ်ပေါ့နော်ဒီဝပမဲ့ဗိုက်ရိုက်ထားတဲ့သူတွေအနေနဲ့ကျွန်တော်တို့ဒီ CI စာအုပ်တွေလောက်ရဖို့ကခမန်းချီပေါ့နော်6လပိုင်းလားလေလောက်ဆိုလို့ရှိရင်တော့စပြီးတော့လုံးလို့ရလောက်ပြီလို့ခမန်းလို့ရပါတယ် အဲကျွန်တော်တိထားတယ်ပြောပြပါဘောเนาะအတိအကျဘယ်ရက်ဘယ်ချိန်ဘယ်ခါဆိုတာတော့မသိသေးဘူးဒါဆိုရင်အကိုကြီးကျွန်တော်တို့ဈေးနှုန်းနေရာကိုဘယ်လောက်ကြမလဲဈေးနှုန်းနေရာလဲကျွန်တော်တို့အတိအကျပြောပြလို့မရသေးပါဘူးခင်ဗျဘာဖြစ်လို့လဲဆိုတော့လက်ရှိမှာကျွန်တော်တို့ဒီမြန်မာနိုင်ငံနဲ့ပြီးတော့လက်ရှိတတ်မှတ်ထားတဲ့ဒီထိုင်းရောက်မြန်မာလုံသမားတွေပေါ့နော်မြန်မာနိုင်ငံသားတွေပေါ့နော်ကျွန်တော်တို့ဒီပြည်တွင်းဝင်ဝင်ခွန်လို့ခေါ်တဲ့ဒီအခွန်ဆောင်တဲ့ကိစ္စကလည်း ကျွန်တော်တို့အခွန်ဆောင်ရမလားမဆောင်ရဘူးလားเนาะဆောင်ရရင်ရောဘယ်လောက်လောက်ကြမလဲတကယ်လို့မဆောင်ရဘူးဆိုလို့ရှိရင်ရောกินလို့သွားမလားဆိုတာမျိုးတွေပေါ့เนาะအတိအကျထုတ်ပြောလို့မရသေးဘူးကျွန်တော်တို့လည်းအတိအကျမသိရသေးဘူးပေါ့เนาะဒါပေမဲ့တေချာတလောက်ကတော့ကျွန်တော်တို့ဒီ6လပိုင်းတဲလောက်မှာတော့စပြီးတော့လုံရဖို့လာလာရှိတယ်နောက်တစ်ခုကျွန်တော်တို့ခံမှန်းချက်အနေနဲ့ကလည်းဒီနှစ်မှာဒီဘိုက်ရိုက်တဲ့သူတွေကလည်းတော်တော်များရတယ်ပေါ့เนาะအာများတဲ့ခါကျတော့ဒီ CI ဖွင့်မဲ့စင်တာတွေကလည်း ခမန်းကြီးပေါ့နော်မရှိဘူးဆိုရင်တော့အနည်းဆုံး9ခုလောက်တော့ရှိလိမ့်မယ်ဗျနော်9ခုလောက်တော့ရှိလိမ့်မယ်9နေရာပေါ့နော်ဟိုးအရင်နှစ်တုန်းကလိုမျိုးပဲနေရာဟောင်းနေမှာပဲဖွင့်မလားဒါမှမဟုတ်နေရာအစ်စ်တီစီစဉ်ထားသလားဆိုတော့ကျွန်တော်တို့လည်းမပြောပြတတ်သေးပါဘူးခင်ဗျာနော်မျက်စိဆူလို့မျက်မှန်လေးတက်ပြစီနော်အဲ့တော့ဒီ6လပိုင်းထဲမှာဖွင့်ခဲ့လို့ရှိရင်ပုံမှန်အတိုင်းပဲကျွန်တော်တို့ခမန်းလို့ရှိရင်တော့စမူပကန်တို့နော် ျွန်တော်တို့ပထုံဌာနီတို့စမိုးစာခွန်တို့ဇူလာဌာနီတို့เนาะနောက်တစ်ခုဒီချုံပူလီပို့เนาะအဲအဲ့ဒီနေရာတွေเนาะအဲရှင်းမိုင် sorry ရှင်းမိုင်တို့အဲ့ဒီဘက်တွေဖြစ်လိမ့်မယ်ထင်တယ်เนาะပထုံဌာနီ စမူပကံเนาะစမူစာခွန်ရှင်းမိုင်ပင်ဇူလာအဲ့ဒီဘက်တွေတော့ဖွင့်လိမ့်မယ်ထင်တယ်เนาะ ဟိုဒါခမန်းကြီးကိုပြောပြရပါဘောเนาะဘာဖြစ်လို့လဲဆိုတော့ဒီနေဆက်ဘက်ဒီဒီပင်လယ်ကမ်းကြီးဒေသဘက်တွေเนาะကျွန်းနေဘက်တွေမှာလုံတဲ့မြန်မာတွေလည်းအများကြီးရှိတယ်ဒီเนาะအဲ့ဘက်ကလူတွေကကြတော့ဇူလာလောက်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်ဒီဘန်ကောက်ကြောင်ဆိုတော့လာဖို့ကအရင်အဆင်မပြေဘူးလीเนาะဒါခမန်းချက်ကိုပြောတာပေါ့เนาะအတိအကျတော့မသိသေးဘူးဟိုထုတ်ပြန်ထားတာတွေတော့မရှိသေးဘူးဒါကျွန်တော်တို့ဖွင့်လာခဲ့ပြီဖွင့်ပြခဲ့ပြီစတင်ပြီးတော့လောက်ဆောင်လိုက်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ9နေရာလောက်ကတော့ဖွင့်လိုက်မယ်ထင်းနေเนาะအဲ့တော့ ဘာတွေပြင်ဆင်ထားရမလဲဆိုတာကိုလည်းတစ်ခါတည်းထပ်ပြီးတော့ပြောပြပေးသွားပါမယ်။ပြင်ဆင်ထားမှာတော့အဓိကမိမိတို့ရဲ့ဝတ်ပါမစ်ပြီးလို့ရှိရင်အဓိကအရေးကြီးဆုံးစာရွက်တွေကျွန်တော်တို့အတလားလို့ခေါ်တဲ့လက်ပွေသွားနှိပ်ထားတဲ့စာရွက်ဖြစ်ပါတယ်။နော်လက်ပွေသွားနှိပ်ထားတဲ့စာရွက်လေးကိုကျွန်တော်တို့ကအဲ့ဒါမဖြစ်မနေသုံးရမှာပါ။နောက်ထပ်တစ်ခုအရေးကြီးဆုံးအချက်လက်စာရွက်စာတမ်းကတော့မိမိတို့ရဲ့အိမ်တော်စုစည်းမှတ်ပုံတင်ပေါ့နော်။လက်ရှိကအိမ်တော်စုစည်းရှိတယ်မှတ်ပုံတင်မရှိဘူးမှတ်ပုံတင်ရှိတယ်အိမ်တော်စုစည်းမရှိဘူးနော်။ မြန်မာတိုင်ရုံးမှာမှတ်ပုံတွေလုပ်လို့ရလားရပါတယ်နော်ပတ်စပို့ရှိရမယ်ဝတ်ပါမစ်ရှိရမယ်နော်ထောက်ခံစာတွေလိုမယ်အဲ့တော့ဒီကိစ္စကိုကျွန်တော်လိုက်လို့ပေးလားဆိုတော့လိုက်တော့မလုပ်ပေးပါဘူးဒါပေမဲ့မြန်မာတိုင်ရုံးမှာမှတ်ပုံတင်ပြန်လျှောက်လို့ရတော့ရတယ်ဒါပေမဲ့သူ့ရဲ့လိုအပ်တဲ့အချက်လက်တွေရှိတယ်ပြီးရင်အခွန်ဆောင်ရတဲ့ကိစ္စတွေရှိတယ်ပေါ့နော်โอเคအဲ့ဒါလေးလာပြီးတော့ပြောပြပေးတာပါအဓိကတော့မိမိရဲ့ဝတ်ပါမစ်စာရစာရန်เนาะပေါ်တော့90လဲရတယ်ဝတ်ပါမစ်စာရွက်လဲရတယ်ပြီးွားလို့ရှိရင်နောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်တို့မြန်မာအိမ်တော်စုမပုံတင်เนาะ တချို့ကတန်းကောင်စင်းလို့လည်းခေါ်တယ်အဲ့ဒီစာစာတန်းလေးတွေလိုအပ်ပါတယ်ခမအဲ့ဒါလေးကိုလာပြီးတော့ပြောပြပေးတာပါ Okay အဲ့တော့အားလုံးပဲထပ်ပြီးတော့အတိပေးခြင်းတာကတော့တူတင်ပြင်ဆင်ထားငွေစုဆောင်ထားပေါ့နော်ဒါလေးပဲပြောရှင်ပါတယ်ကုန်ရစိတ်ကတော့မပြောတတ်သေးဘူးခမန်းချီကတော့အ ਨੇ ဆုံး6000ကျော်9000ဝန်းကျင်လောက်မှာတော့ရှိလိမ့်မယ်ထင်တယ်ဒါကျွန်တော်ခန့်မှန်းတာကိုပြောရအောင်เนาะကျွန်တော်ကနေပြီးတော့လုတ်ပေးနိုင်တဲ့ဈေးနှုန်းကိုပြောတာမဟုတ်သေးဘူး ာကျွန်တော်လည်းမသိသေးဘူးပေါ့နော်သိတဲ့အခါကျလို့ရှိရင်တော့ကြီးညာပေးမယ်ကြော်ပြောပြပေးမယ်လက်ရှိအပြင်လောကမှာတော့သူများတွေဈေးနှုန်းတွေကောက်နေကြတာ9000ကျော်တွေနော်6000ကျော်တွေနဲ့အပြိုင်ဆိုင်အလူရက်တွေပေါ့နော်အဓိကဘယ်သူနဲ့ပဲလှုပ်လို့မှန်မှန်ကန်ကန်နဲ့စားစားရန်ရဖို့ကိုယ်မှာအခက်အခဲရှိတာကိုလည်းကူညီပြီးတော့ဖြည့်ရှင်းပေးနိုင်တဲ့သူရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီစားစားရန်တွေကသူတို့ကိုလည်းအပ်ပြီးတော့အလုပ်လုပ်လို့ရပါတယ်လောက်ခိုင်းလို့ရပါတယ်နော်နောက်တစ်ခုအရင်ကပြောထားတဲ့အတိုင်းပဲ ကိုယ်ရဲ့ပွဲသားနဲ့မဟုတ်ဘဲနဲ့တခြားသူနဲ့အောင်လှုပ်လို့ရလားအဓိကမိမိကိုဝပမင်းလှုပ်ပေးတဲ့တတိကိုစလဲရောအေဂျင်စီမိမိရဲ့အကျိုးဆောင်เนาะအဲကျွန်တော်တို့အများခေါ်တဲ့ပွဲစားပေါ့เนาะတို့တွေကနေပြီးတော့โอเคခင်ဗျားတို့နဲ့နားလည်မှုရထားတယ်โอเคစားစံလန်လိုအပ်တာထုတ်ပေးလိုက်တယ်ခွင့်ပြုတယ်ဆိုလို့ရှိရင်လှုပ်လို့ရပါတယ် တချို့ကြလို့ရှိရင်တို့ရကြော်တယ်ခွာတယ်တွေဖြစ်မှာဆိုလို့เนาะမင်းကငါရဲ့လုံသမားကဘာလို့လာပြီးတော့မင်းကစာအုပ်လုပ်ပြရတာပါလဲဆိုတဲ့စကားတွေကအမြဲတမ်းပြောနေရတာကြားရတာပေါ့เนาะအဲ့လိုမျိုးတွေမဖြစ်ရလေအောင်ကိုမြမရှင်းရှင်းလဲရံမဖြစ်စေခြင်းဘူးเนาะပြဿနာတွေလည်းမဖြစ်စေခြင်းဘူးအဲ့တော့အဓိကကတော့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကအလုံးလေးသိပြီးသားဖြစ်မှာပါเนาะကျွန်တော်လူကျွန်တော်တို့အမြဲတမ်း follow လုပ်ထားတဲ့သူတွေဆိုသိပါတယ်ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကအထိုင်းမှရောက်နေတဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေเนาะအစဉ်ပြေပြေနဲ့ဒီစားစရန်ကိစ္စတွေမှာမှန်မှန်ကန်ကန်နဲ့ နော်ရာသင်ရိုက်ထားတာရဖို့နော်စားစရံနေမမှန်ကန်ကန်နဲ့မြင်မြန်ဆန်ဆန်ရပြီးတော့အလုတ်ကင်ကောင်းလေးရဖို့ဒါပဲကျွန်တော်တို့ကအဓိကယူရပေးတာဖြစ်ပါတယ်နော်ဒါကြောင့်မလို့လေဒီလိုမျိုးတင်းတင်းတင်းထိုက်တာလေးတွေကိုလာပြီးတော့ပြပြပေးတာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကြည့်ပြီးသွားလို့ရှိရင်လည်း like and share လေးတွေလုပ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါနောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးတော့ပြန်တွေ့ကြပါမယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါ